အဲနောက်ခုဒါ၃မန်း40ကျော်ဆိုတာရကြတော့နည်းများလွန်းတယ်ပေါ့နော်များလွန်းတယ်အဲ့တော့တာဝန်ရှိတဲ့သူတွေအနေနဲ့ဒါဒီစီးရင်တော့နည်းနည်း short short ရမှာပေါ့နော် short တင်တာပေါ့နော်သူတို့ရဲ့အကြီးကဲတွေနောက်ဆုံးဒါ time move ဆိုတဲ့ပုံစံမျိုးတွေတက်မှတ် move ဆိုတဲ့ပုံစံမျိုးတွေကအခုဆိုရင် PR တွေတော်တော်လေးရင်ဆိုင်နေရလောက်ပြီပေါ့နော်အသားတွေတော့တစ်ဆက်ဆက်တုံနေလောက်ပြီမင်းအောင်လိုင်းဆိုရင်တည်အောင်လား မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ15ရက်နေ့2025ခုနှစ်ဖြစ်ပါလေဒီနေ့မှာလည်းကျွန်တော်တို့သတင်းတူးတွေပြောကြမယ်ပြီးတော့ဒီရက်ထဲမှာဒါစစ်ကောင်စီဘက်ကလှုပ်ရှားလာတဲ့ဟာတွေအဲဒီလှုပ်ရှားမှုတွေကြောင့်မလို့ကျွန်တော်တို့ဘာတွေသိထားတဲ့လဲဘယ်လိုမျိုးဒါအအနေတွေရင်ဆိုင်ရနိုင်ချေရှိသလဲပေါ့နော်အဲပြီးတော့ဒါစစ်ကောင်စီဘယ်လိုခြေလှမ်းနေလမ်းနေသလဲဒါမျိုးနဲ့ပတ်သက်လို့လည်းကျွန်တော်ပြောကြမှာရှိတယ်ပေါ့နော်အဲတော့ဒါကြောင့်ပထမဆုံးတော့ဒီမောတော် မောတော်နဲ့ပတ်သက်လို့တော့အားလုံးကတကယ်တမ်းပြောရင် ဒီလိုကာလဒီလိုအခြေအနေမှာပေါ့နော်ဒီမောရောင်မျိုးသိမ်းတိုက်ပွဲအောင်မြင်မှုကအဲကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေနဲ့တော်လိုင်းပြည်သူတွေကိုအားစီတစ်ခွက်တိုက်ကျွေးလိုက်တဲ့အတိုင်းပဲပေါ့နော်ဘာလို့လဲဆိုတော့စစ်ကောင်စီကအခုလက်တော်မှာဆုံးရှုံးနယ်မြေတွေကိုသူပြန်ရယူဖို့စ조사နေတဲ့အတော်တွင်းမှာကိုပဲနောက်ထပ်နေရာတစ်ခုဒါလက်လွတ်ဆုံးရှုံးပေးလိုက်ရတယ်ဆိုတဲ့အကြောင်းကအားရစရာကောင်းတယ်ပေါ့နော်အဲအဲ့တော့ဒါမောရောင်မျိုးသိမ်းနဲ့ပတ်သက်လို့ဒါ ဒီအောင်မြင်မှုတွေလည်းရှိသလိုပေါ့နော်ဒါဆေးဘေးရှောင်ရတဲ့ပြည်သူတွေလည်းရှိတယ်ဒါကတော့ကျွန်တော်ဒါမနေ့ကလည်းထည့်ပြောခဲ့ပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတပ်ဖွဲ့တွေဒီပြည်သူတွေဆိုရင်လည်းခက်ခဲကြရတယ်ရှိတယ်အဲ့တော့ဝိုင်းပြီးတော့ကုညီပေးကြစေခြင်းနဲ့အခုဆိုရင်ဒါစစ်ကောင်စီကဒီနေရာကိုဆုံးရှုံးလက်လွတ်ရတာဖြစ်တဲ့အတွက်ပေါ့နော်အချက်တကွဲအကျိုးနဲ့ဆုံးရှုံးလက်လွတ်ရတာဖြစ်တဲ့အတွက်ဒါဒီနေရာကိုဒါဘုံကျဲတိုက်ခိုက်တာမျိုးတွေဇက်တိုက်လုပ်တယ်အခုဆိုရင်ဒါ မတော်မဒီမြို့မြို့ကပေါ့နော်ဒါဈေးကြီးရောပြင်ဒါနိုင်စင်တို့ဘာလို့အထင်ကြီးနေရာတွေပေါ့နော်အဲ့လိုနေရာမျိုးတွေဒါပျက်စီးဆုံးရှုံးပြီးလောက်နာတွေဒီလိုမျိုးပုံစံမျိုးတွေကစဖြစ်အောင်ဖြက်စီးနေတဲ့ပုံစံမျိုးတွေလည်းသိရတယ်ပေါ့နော်အဲ့တော့အဲဒီတိုက်ပွဲအောင်မြင်မှုကတော့အားလုံးအပတရားရှိတယ်ပုံထဲမှာဆိုလည်းမြင်တွေ့ရလိမ့်မယ်လက်နက်ခဲရန်နေမနှဲဘူးပေါ့နော်ဒါလက်နက်ကြီးလက်နက်ငယ်အစုံမဲ့ခဲရန်နေရောအပါပေါ့နော်ပြီးတော့ကျတော့တုံမဲနေဆိုလည်းဟာ ကြည့်လို့လှမလှကောင်းမကောင်းပါနော်တုံမန်းနေအများကြီးပဲတွေ့ရတယ်အဲနောက်တစ်ခုဒါတုံမန်း40ကျော်ဆိုတာကြီးကကျွန်တော်နည်းများလွန်းတယ်ပါနော်များလွန်းတယ်အဲ့တော့တောင်ဝင်ရှိရသူတွေအနေနဲ့ဒါဒီစင်းရင်တော့နည်းနည်း short short ရမှာပါနော် short တင်တာပါနော်နည်းနည်း short ပြီးတော့ပြထားပေးကြပါနော်ဒါကြီးကများလွန်းတယ်အဲ့တော့ဒီမောတော်အောင်မြင်မှုနဲ့ပတ်သက်လို့အာပါတရာရှိတယ်ဆိုရင်မဲစစ်ကောင်စီဘက်ကဒီမောတော်နေရာကိုပေါ့နော်သူတို့လက်လွတ်ဆုံးရှုတ်ပြီးတဲ့နောက်မှာပြန်ပြီးတော့ထိုးစစ်ဆင်လာနိုင်ခြေရှိလားဆိုပြီးတော့မေးကြရလက်ရှိရှိတာပေါ့ဗျာတိတ်ရှိတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီက လက်တလုံးမှာသူကဆုံးရှုံးထားတဲ့ဟာတွေကိုယူဖို့အတွက်တောင်းမှာအရေးကြီးနေတာအဲ့တော့ထပ်ပြီးတော့လက်လွတ်ဆုံးရှုံးရပါရဲ့ဆိုကနေကွာပေါ့နော်သူ့အတွက်တော်တော်လေးအထိနာလာထိနာတာဖြစ်တဲ့အတွက်ကြောင့်မလို့လေအခုလိုမျိုးဒါလင်းနဲ့ဘုံကျက်တိုက်ခိုက်တာတွေကိုဇက်တိုက်လုပ်တယ်ပြီးတာနဲ့စစ်ကြောင်းထိုးတာတွေဇက်တိုက်လာလိမ့်မယ်ပေါ့နော်ဒီနေရာကနောက်တစ်ခုကဒါကျွန်တော်ရှေ့မှာ ပြောခဲ့သလိုပဲပေါ့နော်ဒါနေဆက်မျိုးပုံစံမျိုးဖြစ်တဲ့အကျိုးစီးပွားတွေရှိတယ်နေဆက်ကုံတွေအတွက်အရေးကြီးတဲ့နေရာမျိုးဖြစ်တယ်အဲ့တော့စစ်ကောင်စီအတွက်လည်းအရန်ရေးကြီးတယ် ဒီလိုမျိုးဒါနေဆက်ကွန်သွေးလမ်းကြောင်းကိုထိန်းချုပ်ဖို့စ조사ရင်းနဲ့မြို့ပါပါသွားတာဖြစ်တဲ့အတွက်သူကပို့ပြီးတော့အထိနာတယ်အဲထိန်းချုပ်ဖို့စ조사ရင်းနဲ့ပါသွားတာဖြစ်တဲ့အတွက်ဒီနေရာကိုထပ်ပြီးတော့ရယူနိုင်ဖို့အတွက်သူပြန်ပြီးတော့တေချာပေါ့စ조사มาပဲဖြစ်တယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒီနေရာကသူတို့ဆက်ပြီးတော့ဒါထိုးစစ်ဆင်လာတဲ့ခါကျရင်ဒါတော်လိုင်းတက်ဖွဲ့တွေတေချာပေါ့ဒါပြန်ပြီးတော့တုံ့ပြန်มาရှိတယ်ဗောနော်စစ်ကောင်စီဘက်ကအခုဆိုရင်တေချာတယ် ဒီသူတို့ရဲ့အကြီးအကဲတွေနောက်ဆုံးဒါတိုင်းမှုဆိုတဲ့ပုံစံမျိုးတွေတက်မှမှုဆိုတဲ့ပုံစံမျိုးတွေကအခုဆိုရင် PR တွေတော်တော်လေးရင်ဆိုင်နေရတော့ပြီပေါ့နော်အသားတွေတော့တဆက်ဆက်တုံနေတော့ပြီမင်းအောင်လိုင်းဆိုရင်သိအောင်လားဟောငါတော့ဒရောင်းစားလို့ light down လိုက်ပေါ့နော်အမင်းဟိုတရုတ်ကနေပြီးတော့တောင်းခိုင်းလိုက်အမင်းတို့ကောင်နေအောင်မှာတစ်ခုတစ်ခုပြန်ပေးနေတာဆိုပြီးတော့ဒါတော့ဒါအားရကြကောင်းတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါစစ်ကောင်စီခြေလှမ်းလှမ်းနေတဲ့ဟာတစ်ခုဒါကျွန်တော်ပြောရမယ်အဲ့ဒါဘာလဲဆိုတော့လင်းဝင်းနေလင်းဝင်းနေတချို့နေရာတွေမှာဒါလုံးဝမပြုတ်ပေမဲ့ထားထားတဲ့အချိန်ကာလကြာမြင့်စွာဒီတိုင်း ပစ်ထားထားတဲ့လင်ခွင်းတွေကိုပြန်ပြီးတော့မုံမှန်ပြင်ဆင်နေတာတွေခက်ဆိတ်ဆိတ်ကြားလာရတယ်ဗောနော်အဲ့လိုမျိုးသတင်းကရှေ့ကာလအစောပိုင်းမှာလည်းရှိခဲ့တယ်ဒါပေမဲ့အခုလည်းထပ်ပြီးတော့အဲဥစ္စာကျွန်တော်ထက်သိရရရှိတယ်အဲ့တော့ကဒါစစ်ကောင်စီရဲ့တည့်ရတိုင်းမှာအခြားနေရာတွေဆိုတာကဥမာဒီရှမ်းမြောက်လိုနေရာမျိုးတွေမှာအဲ့လိုနေရာမျိုးတွေမှာဒီလေကြောင်းတိုက်ခိုက်မှုသူလုံးစရာမလိုတော့တဲ့ခါကြတော့သူ့အတွက်အခြားအရေးကြီးတဲ့နေရာမျိုးတွေမှာတိုက်ခိုက်ဖို့အတွက်ပို့ပြီးတော့လုံဆောင်လာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်အဲ့တော့အခုလိုမျိုးလုံဖို့အတွက်ကိုဒါ လင်ခွင်းတွေပြန်ပြီးတော့ပြင်ဆင်နေကြတယ်အဲ့ဒါကတော့တာမြန်မာနိုင်ငံအလဲပိုင်းညောင်ဦးမြို့နယ်ပခုတ်ကူမြို့နယ်နဲ့ဒီဝါစီတို့မှာရှိတဲ့လင်ခွင်းတွေကိုစစ်ကောင်စီကပြေးလန်းနေတိုးချဲ့ဆောက်လုပ်နေတယ်ဆိုပြီးတော့ဒါသိရတယ်ဗောနော်ဒါကတော်တော်လေးအရေးကြီးတယ်အဲဒေါ်လာတက်ဖွဲ့တွေအပေါ်မှာရောဒါဒေါ်လာပြည်သူတွေအပေါ်မှာရောဗောနော်လေချောင်းတိုက်ခိုက်မှုတွေပို့ပြီးတော့ဒါလှုပ်လာဖို့အတွက်ကိုပြင်ဆင်နေတယ်လို့ဒါပြောရမှာဖြစ်တယ်အဲ့တော့ပြေးလန်းနေတိုးချဲ့နေပါလေဆိုတော့ဒီလင်ခွင်းတွေကဗောနော် ပကံညောင်ဦး6ကြောက်ပရောင်းစိတ်ဖြူ ပြီးရင်စလင်းဒီလိုမျိုးနေရာတွေနဲ့နှီးတာဖြစ်တဲ့အတွက်စစ်ကောင်စီကအညာဒေသကိုအရင်ထက်ပိုပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်ပိုပြီးလှုပ်ဆောင်လာလိမ့်မယ်လို့ဒါယူဆရတယ်ပေါ့နော်အဲဒီလေရင်ခွင့်တွေကအရင်တော့ဆိုရင်တော့ဒါအဟောင်းပဲပေါ့နော်အဟောင်းပဲလုံးဝမပြင်ဆင်မနဲ့ဒီတိုင်းပြစ်ထားတာဘာမှမပြုတ်ပြင်မဲ့ထားထားတာပေါ့နော်အဲဒီစိတ်ဖြူလို့6တွန်းနဲ့ဒါနှီးတဲ့နေရာကလေရင်ခွင့်ကိုဆိုရင်ဒါ ARD မြစ်ပေးမှသူကမေးတင်ထားတဲ့ပုံစံမျိုးအဲအဲ့မှာဆိုလဲဒါတို့ဒါလင်ခွင့်ပြေးလန်းနေကစားခင်းနေတဲ့ပုံပေါ်တယ်တဲ့အခုလိုမျိုးလှုပ်ဆောင်နေတယ်ဆိုတာကလည်း အညာကိုပို့ပြီးတော့ဘုံကျဲတိုက်ခိုက်ဖို့အတွက်ဖြစ်တယ်။အဲအခုဆိုရင်ဒါလောလောဆယ်မှာသူကဒီပါရာမိုတာတွေ၊ဂျိုင်ရိုကော့ပတာတွေပေါ့နော်။ဒီဥစ္စာတွေကိုအားပြုပြီးတော့ဒါအညာဘက်ကိုဘုံကျဲနေရတယ်ရှိတယ်။အဲဒီဥစ္စာတွေကလည်းဒါတောက်လျှောက်ကိုသုံးနေရပါပေါ့နော်။အခောက်ရေခဏခဏသုံးရတာတွေဖြစ်တဲ့အတွက်ဒီတည့်ရတိုင်းပဲပစ္စည်းပစ္စည်းဆိုတော့ကြတော့ဒါချွေရင်းတာတွေတောက်လျှောက်ဖြစ်လာတယ်။အခုကာလမှာကိုပဲပါရာမိုတာတွေပြက်ကြရတွေ့လာရတယ်။ဂျိုင်ရိုကော့ပတာတွေပြက်ကြတာတွေတွေ့လာရတယ်ပေါ့နော်။အဲ့တော့ဒီနေရာတွေမှာထပ်ပြီးတော့ဒီကြောင့်တိုက်ခိုက်မှုလုပ်ဖို့အတွက်ခုနလို့ ဒါလေရင်ကွင်းနေပြန်ပြီးတော့တိုးချဲ့မယ်ပြီးရင်အဲ့နေရာတွေမှာဆင်းသက်တယ်ဆင်းသက်ပြီးတာနဲ့ဒီအညာဒေတာကိုဖိုက်တာလိုဟာမျိုးဒါဝိုင်းတွဲလိုဝိုင်းအိတ်လိုဒါမျိုးပုံစံမျိုးတွေကစဒါအသုံးပြုပြီးတော့တိုက်ခိုက်လာနိုင်ခြေရှိတယ်ဆိုပြီးတော့ဒါသိရတယ်ဗောနော်အဲ့တော့ဒီအခုလိုမျိုးဒါလေရင်ကွင်းဆောက်လုပ်တာတွေတိုးချဲ့တာတွေလုပ်ဖို့အတွက်ဒီကြောက်တွေဗောနော်အဲကြောက်တွေကိုဒါကြောက်ပလောင်းမျိုးနဲ့မြိုင်းသားရကြောက်တွင်းကနေပြီးတော့ဒီကြောက်တွေကိုညာဘက်မှာတွဲကားတွေဆက်နှဘင်းကားတွေနဲ့တည်ယူပို့ဆောင်ပေးနေတာဆိုပြီးတော့လည်းသိရတယ်အဲ့တော့ဒီမြိုင်းသားကနေတဲ့ညဆိုတွဲကားတွေဆက်နှဘင်းကားတွေနဲ့ဒါကြောက်တွေပို့တယ်တဲ့ ပို့ပေးနေတဲ့သူတွေကပေါ့နော်ဒါအရင်ကနှလုံးသုံးလုံးဒိုင်နေကြိုင်နေသူတွေတဲ့စစ်ကောင်စီအောက်ဆွဲတွေဆိုပြီးတော့သိရတယ်ပေါ့နော်ဒါဒါမျိုးပုံစံမျိုးနဲ့တရင်နေကျွန်တော်တို့ဒါပေးဖို့လာတာရှိတယ်ပေါ့နော်အဲကြတော့စစ်ကောင်စီကတော့ဟုတ်တယ်အဲသူ့အတွက်အသုံးဝင်မယ်ဆိုတဲ့ဟာမျိုးတွေကိုသူတောက်လျှောက်ကိုပဲပြင်ဆင်နေတာတွေရှိတယ်အဲလုံးဝဒီဒီလေချောင်းကသူ့အတွက်အရန်အရေးပါတာလည်းဖြစ်သလိုတကယ်သူ့ရဲ့အရေးကြီးတဲ့ဒါကဏ္ဍတစ်ခုဖြစ်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီလေချောင်းကိုထက်ထက်ပြီးတော့အားပြေတာမျိုးတွေလည်း ီရက်ထဲမှာတွေ့ရတယ်ပြီးတော့ဒီလေရင်ကွင်းတွေကဆက်ပြန်ပြီးတော့တိဆောက်နေရတယ်တွေ့ရတယ်အဲခုနကဒီလေရင်ကွင်းတွေကလည်းအညာဒေတာဘတ်နဲ့ပို့ပြီးတော့နီးကပ်နေတာဖြစ်တဲ့အတွက်ဒီလေရင်ကွင်းတွေသာပို့ပြီးတော့ပြေဆုံးသွားပြီဆိုတဲ့ခါကျရင်ခုနလို fighter လိုဟာမျိုးတွေအညာဘက်မှာပို့ပြီးတော့ပုံကျဲတာတွေလှုပ်လာလိမ့်မယ်ရိုင်ယိုကော်ပရာပဲဖြစ်ဖြစ်ဒါပါရာမိုတာပဲဖြစ်ဖြစ်တောက်လျှောက်လုံနေတယ်ဆိုရင်လည်းနောက်ပိုင်းကျရင် Y12 တွေ Y8 တွေတင်အားစပို့ပြီးတော့လှုပ်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ စိတ်ပူရတယ်ပေါ့နော်အဲ့တော့ဒီပါရာမူတာတွေဂျိုင်းယိုကော်ပိုရိုက်ဆိုတာကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲပေါ့နော်တောက်လျှောက်တောက်လျှောက်သုံးနေရဖြစ်တဲ့အတွက်ပြက်ကြရဖြစ်လာတော့တို့ဒီလိုနီလန်းမျိုးကိုပြန်ပြီးတော့ပြင်ဆင်သလားဒါကျွန်တော်ပြောလို့မရဘူးပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါတွေကိုကျွန်တော်ဒါဥဆောင်တဲ့သူတွေပို့ပြီးတော့ကောင်းထဲမှာထည့်ထားတင်တယ်ပေါ့နော်ကျွန်တော်ကတခုခု ပြောလိုက်ပြီးဟေးဆိုတဲ့ခါကျရင်လင်းဝင်းဟေးဆိုတဲ့ခါကျရင်အခုအထင်ကရရှိပါတယ်ဆိုတော့အတတဦးပဲဖြစ်ဖြစ်ဟာမင်္ဂလာတုံးပဲဖြစ်ဖြစ်အဲဒါမျိုးပုံစံမျိုးတွေပဲကျွန်တော်တို့ကတွေးတဲ့မှာဒါမမတ်ထင်နေရှိကြတယ်ပေါ့နော်ဒါဆိုအခုဆိုရင်ဒါအကွက်ပြောက်တွေလောက်လာပြီစေကောင်းစီကအပခုတ်ကူကဘယ်ကဘာညာအဲအရက်ပက်လင်းဝင်းတွေကစားသုံးဖို့အတွက်လောက်လာမယ်ဟေးဆိုတဲ့ခါကျရင်ကျောင်းဒေါ်လန်ပြည်သူအနေနဲ့ရောဒေါ်လန်တက်ဖွဲ့အတွက်နဲ့ရောဒါတော်တော်လေးကိုအနေရှိလာလိမ့်မယ်ပေါ့နော်အားကြောင့်မလို့ဒါကိုလည်းကျွန်တော်တတိထားပြီးလှုပ်ဆောင်ကြဖို့လိုတယ်နောက်တစ်ခုကဒီအထက်မှာဒါစစ်ကောင်စီကတချို့နေရာတွေကိုပြန်ပြီးတော့ ထိချုပ်သွားနိုင်တဲ့ဟာတွေရှိတယ်။အဲ့ဒါကဒါမရယာမျိုးနယ်တဲ့ကတချို့နယ်မြေအများစုကိုစစ်ကောင်စီဘက်ကပြန်ပြီးတော့ထိချုပ်နိုင်နေဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေရတယ်ရှိသလိုပေါ့နော်။အဲပြီးတော့ဒီဝါဒဖြန့်တဲ့ပုံစံမျိုးတွေလုံနေတဲ့တပ်ပုံမှန်တမ်းတွေတင်နေတာမျိုးတွေလည်းတောက်လျှောက်ရှိလာတယ်။ရှိလာသလိုပဲဒီမြေပြင်မှာလည်းစစ်ကြောင်းထိုးတဲ့ဟာမျိုးတွေပြီးရင်ဒါမြေပြင်မှာနေပြည်တော်ဆုံးရအောင်ဒါစီးရေးလှုပ်ရှားတဲ့ပုံစံမျိုးတွေကလည်းတောက်လျှောက်ရှိတယ်။ပြီးတော့ဒါရှေ့မှာပေါ့နော်။ဒါကျွန်တော်မန်လေးပြည်ထက်ကလည်းသူတို့တိမ့်ပိုက်ထိချုပ်ထားတဲ့နေရာတွေဖြစ်တဲ့ဒီစင်ကူးတပိတ်ချင်းမတရားဒီနေရာတွေကို လက်လွတ်မဆုံးရှုံးရဖို့အတွက်အပြင်းထန်ကာကွယ်မယ်ပေါ့နော်။အဆုံးထိကာကွယ်သွားမယ်ဆိုပြီးတော့ပြောခဲ့တာလည်းရှိတယ်။ဒါပေမဲ့မြေပြင်မှာတော့ဒါနှစ်ဖက်တိုက်ပွဲတွေပြင်းထန်ပြီးတော့စစ်ကောင်စီဘက်ကပို့ပြီးတော့ဒါဟိုနာလိုထိန်းချုပ်နိုင်တဲ့နေမြေတွေပိုများလာတယ်ဆိုတဲ့ဟာကိုတော့ဒါကျွန်တော်စိတ်မကောင်းစွာသိရတယ်ပေါ့နော်။အဲပြီးခဲ့တဲ့လရဲ့တွင်မှာဒါစစ်ကောင်စီကပေါ့နော်။ကြောင်မဲတီဝဲမျိုးလိုကိုတိုက်ခိုက်နေတဲ့နီးတူသွားဒီမန်လေးမျိုးရဲ့ဒါအနီးနားမှာရှိတဲ့မရယာမျိုးပြီးရင်ဒါပသိမ်ကြီးမျိုးနဲ့ဒီအတွင်းထဲမှာရှိတဲ့တော်လိုင်းအင်အားစုတွေထိန်းချုပ်ထားတဲ့နေရာတွေကို အဲခုနလိုဒါကြောင်မဲနိုင်ရှိုးကိုတိုက်နေတဲ့အချိန်မှာပဲသူကဒီခုနမရီယာတို့ဘာတို့ဘက်ကိုထိုးစစ်ဆင်တာတွေအဲစစ်ကြောင်းထိုးတာတွေတောက်လျှောက်လုခဲ့တာဖြစ်တယ်တိုက်ခိုက်တာတွေတောက်လျှောက်လုခဲ့တာဖြစ်တယ်အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ဆိုရင်အင်အား80ကျော်ကနေ100နီးပါးတိရှိပြီးတော့မိုးကုတ်လမ်းကနေတဆင့်ဆင်ကူးမရီယာဘက်ကိုလမ်းပေါက်တဲ့ဒိုးပင်ကြီးရွာအနီးပတ်ချလဲမှာရောက်ရှိနေတယ်ဆိုပြီးတော့ဒါသတင်းတွေသိကြရတယ်ဗောနော်အဲ့တော့ဒီနောင်ချိုးမှာဒါစစ်ကောင်စီကစစ်ကြောင်းတစ်ကြောင်းရောက်နေပြီးတော့ဒိုးပင်ဘက်ကနေပြီးတော့ဆယ်တော်ကြီးအတိုင်းကိုဆင်းပြီးတော့ဆင်ကူးနယ်ဘက် သွားမလားဘယ်သွားမလဲဆိုပြီးတော့ဒါကိုစောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒိုးပင်ရွာကနေမလေးယာစင်ကူးဘက်ကိုဆင်းလို့ရတယ်ဆိုပြီးတော့လည်းပြောကြရရှိတယ်ပေါ့နော်အဲ့တော့ကျတော့စင်ကူးဘက်ကိုနောက်ထပ်စစ်ကြောင်းနေဥတီနေပြီဆိုရင်ဒါခုနဒီမန်လေးပြည်တရကပြောထားတဲ့အတိုင်းပဲပေါ့နော်သူတို့တင်ပိုက်ထိချုပ်ထားတဲ့နေရာတွေကိုစစ်ကောင်စီကတစတစထိုးဝင်ဖို့စ조사နေပြီဆိုတဲ့အကြောင်းကိုတော့ဒါကျွန်တော်တို့သတိထားရမှာဖြစ်တယ်ဘယ်လောက်ထိကျွန်တော်တို့တုံ့ပြန်နိုင်ကြမလဲဘယ်လိုပုံစံမျိုးနဲ့အတိုးဆုပ်တွေလုပ်ပြီးတော့ view ကစားမလဲဒါတွေကတော်တော်လေးအရေးကြီးလာပြီပေါ့နော်စစ်ကောင်စီကတည်ကြတယ် မိုးကုတ်လွန်နေရာမျိုးတွေမိုးမိတ်လွန်နေရာမျိုးတွေကိုတေချာပေါက်တို့ဒီရွေးကောက်ပွဲမတိုင်ခင်ကာလအတော်အတွင်းမှာရအောင်တို့စ조사มาဖြစ်တဲ့အတွက်ပေါ့နော်ဒီနေရာကိုသွားဖို့အတွက်လမ်းကြောင်းမှာဖြတ်တန်းရမယ့်နေရာအကုန်လုံးကိုသူထိန်းချုပ်ဖို့အတွက်조사ရမှာဖြစ်တယ်အဲ့တော့လွယ်လွယ်ကူကူနဲ့ပေးသွားလို့မရဘူးဆိုတဲ့ဟာကိုတော့အားလုံးလည်းသိကြမှာပေါ့နော်ဘာလို့လဲဆိုတော့ဒီနေရာတွေကိုစစ်ကောင်စီရသွားပြီးဆိုတဲ့ခါကြရင်အဲဒီကရတဲ့အကျိုးစီးပွားတွေကအစပေါ့နော်စစ်ကောင်စီရဲ့နောက်ထပ်ပြည်သူတွေကိုတတ်ဖြတ်ဖို့နောက်ထပ်တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးဖို့ လက်နက်ခဲရမယ်ဖြစ်ဖြစ်ဒါလေကြောင်းနဲ့ပတ်သက်တဲ့အင်အားဖြည့်တင်းတဲ့ကိစ္စမျိုးတွေပဲဖြစ်ဖြစ်ပို့ပြီးတော့ဝေယူဖြည့်တင်းသွားနိုင်ချေရှိတာတွေအများကြီးရှိတယ်ပေါ့နော်အဲဒါကြောင့်မလို့အဲ့နေရာတွေကိုလက်လွတ်ဆုံးရှုံးလို့တော့မဖြစ်ချေဘူးပေါ့နော်နောက်တစ်ခုကဒါကျွန်တော်သတိထားမယ့်အရာတစ်ခုပဲပေါ့နော်ဒီနေ့ကတော့ကျွန်တော်သတိထားမယ့်ဟာလေးကြီးပဲပြောပြောသွားတယ်ပဲဆိုပါတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ဒီအခိုင်ပြည်နယ်နဲ့အဆက်ဖြစ်တဲ့ဒါအေယာဝရီပြီးရင်ဘကိုးပြီးရင်မကွေးဒီနေရာမျိုးတွေမှာဒါဒွန်လိုင်းတပ်ဖွဲ့တွေနဲ့ဒါစစ်ကောင်စီနဲ့တောက်လျှောက်တိုက်ပွဲတွေဖြစ်နေတာရှိတယ်ပြီးတော့အဲ့နေရာတွေကဒါပြည်မာတဲကိုဝင်ရောက်နိုင်မဲ့အဓိကလမ်းကြောင်းနေလို့လဲယူဆတာဖြစ်တဲ့အတွက်စစ်ကောင်စီကအဲ့ဘက်ချမ်းတွေမှာတေချာပေါက်ပြင်ဆင်ထားတဲ့ဟာတွေအများကြီးရှိတယ်အဲ့ထက်မှကျွန်တော်တို့သိရတဲ့အချက်တွေလည်းရှိတယ်အင်အားအရာနဲ့ဖြည့်စည်းတဲ့ဟာတွေကလည်းအများကြီးရှိတယ်ဗျာချို့လယုံတက်ကောင်တွေကဆအဲ့နေရာတွေကိုပို့ပြီးတော့ဒါစစ်ကြောင်းတွေစုဖွဲ့ပြီးတော့ထိုးစစ်ဆင်ခိုင်းတာတွေလုပ်တယ် အခန်းစည်းစကန်းစောက်ခိုင်းတာတွေလုတ်တယ်အပြင်ဒါပင်မစကန်းပုံစံမျိုးနဲ့ထားပြီးတော့ရှေ့ကိုအင်အားတွေစုဖွဲ့ပြီးတော့စစ်ကြောင်းတွေလွှတ်တာမျိုးတွေတောက်လျှောက်လုပ်ခဲ့တယ်ပေါ့နော်ပြီးတော့အဲ့နေရာတွေကနေပြီးတော့ဒါတော်လိုင်းတပ်ဖွဲ့တွေဆက်ပြီးတော့ဝင်မလာနိုင်ဖို့အတွက်ကိုသူတို့တားဆီးနေတာမျိုးတွေရှိတယ်အဲ့လိုတားဆီးဖို့အတွက်ကိုအမြဲတစေစောင့်ကြည့်နိုင်ဖို့အတွက်အခုဘာတွေလုပ်လဲဆိုတော့အဲ့နေရာတွေမှာပေါ့နော်ဒီပကိုးမကွေးအေယာဝတီအဲ့တိုင်းနေနဲ့ဒါရခိုင်နဲ့ဆက်တဲ့နေရာတွေမှာ CCTV တွေကိုတက်ထားတယ်ပေါ့နော် CCTV တွေတက်တာမှသူကမြို့ဝင်အထွက်ဆိုတဲ့နေရာမျိုးတွေတင်မကဘဲနဲ့ပေါ့နော်တချို့ CCTV တွေဆိုရင်တက်လို့တက်ထားမှတော့မသိရတဲ့ပုံစံမျိုးဖြစ်အောင်သူတို့စီစဉ်ထားတယ်တချို့ဟာတွေကို CCTV တက်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်လျှို့ဝှက်ကင်မရာတက်တဲ့ပုံစံမျိုးပြင်ဆင်ထားတာတွေလည်းရှိတယ်ဆိုပြီးတော့ဒါကျွန်တော်သိရတယ်ဒါကအတွင်းထဲကနေမှအတိအကျပေးတဲ့သတင်းပေါ့နော်အဓိကတော့သူတို့တွေ ဲကြောက်လန့်နေပဲဖြစ်ဖြစ်ထိတ်လန့်တုံလုံးနေပဲဖြစ်ဖြစ်ပေါ့နော်။ဘာပဲပဲဖြစ်ဖြစ်သူတို့ကတော့ဒါ24နာရီစောင့်ကြည့်ပြီးတော့တလိုင်းတက်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုသိရှိအောင်အတွက်အခုလိုမျိုးပုံစံမျိုးတွေပြင်ဆင်နေတယ်ဆိုတဲ့အပိုင်းကျွန်တော်တို့သိခဲ့ရတယ်ပေါ့နော်။ဒါကလည်းတလိုင်းတက်ဖွဲ့တွေသတိထားရမယ့်အရာဖြစ်တယ်။ပြီးတော့အဲ့လိုမျိုးသူတို့ကစောင့်ကြည့်ဖို့အတွက်ကိုပေါ့နော်။အလှဲ့ကျပုံစံမျိုးနဲ့24နာရီအပြည့်တာဝန်ပေးထားဆိုပြီးတော့သိရတယ်။အဲဒီ CCTV မှတ်တမ်းတွေပေါ့နော်ထူးခြားမှုတွေကိုတောင်းလျှောက်စောင့်ကြည့်ပြီးတော့အဲ့ထူးခြားမှုတွေကိုချက်ချင်းတင်ပြတဲ့အခါမှာချက်ချင်း ဒါဆုံးဖြတ်ချက်ပေးနိုင်တဲ့သူတွေကိုလည်းတာဝန်တဆင့်ထပ်ပြီးတော့ပေးထားတယ်ဆိုပြီးတော့လည်းသိရတယ်။အဲဒါကြောင့်ဒီဥစ္စာကလည်းဒါအရင်အရေးကြီးပါတယ်။နောက်ဆုံးတစ်ခုပေါ့နော်သူကဘာတွေဖြစ်လာနိုင်လဲဆိုတော့ဒီလိုမျိုး CCTV နဲ့ဒါကြည့်ပြီးတော့ပေါ့နော်လူသိစုတဲ့အပိုင်းတွေကစဖြစ်လာနိုင်ရည်ရှိတယ်ဆိုပြီးတော့ဒါကျွန်တော်အတွင်းသတင်းတွေကနေပြထက်သိရတယ်။အဲ့ဒါပါလဲဆိုတော့ဒီသူတို့တက်ထားပါတယ်ဆိုတော့တချို့နေရာတွေကပေါ့နော်လူပြတ်တဲ့နေရာမျိုးတွေပါတယ်အဲပြီးတော့ကျတော့လူသားလူလာတိတ်မရှိပြင်မဲ့ပေါ့နော် တကယ်လို့အဲ့နေရာတွေမှာများတာကျွန်တော်လူငယ်တွေကသွာလာခဲ့တဲ့ခါကျရင်အဲ့နေရာတွေမှာစောင့်ကြိုပြီးတော့ဖမ်းမှုအတွက်ချက်ချင်းလက်ငင်းသူတို့ရဲ့အဖွဲတွေကိုဒါသတင်းပေးတာမျိုးဒါမျိုးပုံစံမျိုးတွေလည်း လောက်လာနိုင်ခြင်းရှိတယ်ဆိုပြီးတော့ထဲထဲကနေအဆင့်ဆင့်သတိပေးလာရရှိတယ်အဲ့တော့ဒါကလည်းတော်တော်လေးကိုသတိထားမယ့်အရာတစ်ခုဖြစ်တယ်အဲနောက်တစ်ခုကအဲ့လိုမျိုးပေါ့နော်လှုပ်ရှားမှုတွေမှန်သမျှကိုဒါဒေါ်လိုင်းတက်ဖွဲ့တွေနေမဟုတ်ဘူးပြည်သူတွေရဲ့လှုပ်ရှားမှုတွေကစစောင့်ကြည့်နေတာဖြစ်တဲ့အတွက်ပေါ့နော်ပြည်သူတွေလည်းဒါမလုံခြုံပုံစံမျိုးတွေခံစားရစေတယ်နောက်တစ်ခုကပြည်သူကိုငွေညစ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ချင်းချောက်အကြက်ကင်တာမျိုးပဲဖြစ်ဖြစ်အပြစ်ရှာတာမျိုးပဲဖြစ်ဖြစ်ဒီဥစ္စာကြီးကနေ24နှစ်ကြီးထိုင်ကြည့်ပြီးတော့အဲ့လိုမျိုးအပြစ်ရှာမယ်ဆိုရင်ကျွန်တော်ပြည်သူတွေပို့ပြီးတော့ဒါအနေစားကြက်တဲတာတွေပို့ပြီးဖြစ်လာနိုင်ခြင်းရှိတယ်ချင်းချောက်တာတွေငွေ ညင့်တာတွေအကြက်ကင်တာတွေပို့ပြီးတော့လောက်ခံရနိုင်ခြေရှိတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်သိရတယ်ဗောနော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်ကြောက်ဖြူမျိုးနယ်ဗောနော်အဲကြောက်ဖြူမှာအခုရက်ထဲမှာတိုက်ပွဲတွေပို့ပြီးတော့ပြန်ဖြစ်လာတယ်အဲစစ်ကောင်စီဘက်ကတိုးတာတွေလည်းရှိတယ်လို့ဗောနော်စစ်ကောင်စီဘက်ကဒါကြောက်ဖြူရဲ့တချို့နေရာတွေမှာပြန်ပြီးတော့ထိ ंछ ုံနိုင်နေဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါတို့တို့စီကနေလည်းသတင်းတွေတက်တာကြီးလည်းရှိတယ် ဒါဒေတာတွေမီဒီယာတွေကနေပြီးတော့သတင်းတွေတက်တာတွေလည်းရှိတယ်။တချို့နေရာတွေမှာစစ်ကောင်စီပြန်ပြီးထိန်းချုပ်နိုင်တဲ့ဟာတွေရှိတယ်။အဲ့ဒီနေရာတွေကိုအခုဒါဒလိုင်းတပ်ဖွဲ့တွေဖြစ်တဲ့ပေါ့နော်။အခက်တက်တော် A ကပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတာတိုက်ပွဲတွေပိုပြီးတော့ပြင်းထန်လာတဲ့ဆွဲအကြောင်းလည်းသိရတယ်။အဓိကတော့ကြောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီပြန်ပြီးတော့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကြီးရွာပေါ့နော်။အဲ့ဒီနေရာကိုအခက်တက်တော် A ကပြန်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေပြင်းထန်နေတာပါ။အဓိကတော့ဒီတိုင်းချောင်းတောင်ကိုပြန်ရဖို့အတွက်အခက်တက်တော် A ကပြန်ပြီးတော့ ကြိုးပမ်းနေတာပေါ့နော်စစ်ကောင်စီကအဲ့နေရာကိုရဖို့အတွက်ရှေ့ကာလတလျှောက်လုံးမှာအားလုံးသိလိုက်မယ်ပေါ့နော်ဒီတန်းချောင်းဘက်မှာတိုက်ပွဲဇက်တိုက်ဖြစ်တယ်စစ်ကြောင်းတွေဇက်တိုက်ထိုးတယ်အဲပြီးတော့သူတို့အဲ့နေရာတွေကိုပြန်ပြီးတော့အသာစီးရအောင်နိုင်ဖို့အတွက်ကိုမြေပြင်မှာစစ်ကြောင်းတွေတောက်လျှောက်လွတ်တယ်အင်အားတွေဖြည့်တယ်တချို့စစ်ကြောင်းတွေကိုဖျက်ပလိုက်ပြီးတော့စစ်ကြောင်းတစ်ကြောင်းနဲ့ပြန်ပေါင်းတာတွေအာလိုအပ်လိုအပ်သလိုစစ်ကြောင်းတွေပြန်ပြီးတော့စုဖွဲ့တာတွေခွဲတာတွေဒါမျိုးပုံစံမျိုးတွေကဆက်လုပ်ပြီးတော့ဒါစစ်စင်ရင်သူတို့လှုပ်ရှားခဲ့တာဖြစ်တယ်ပေါ့နော်အခုအဲ့နေရာတွေကိုဒါစစ်ကောင်စီကချို့နေရာတွေမှာပြန်ပြီးတော့တင်ပိုက်နိုင်တဲ့အခါထိန်းချုပ်နိုင်တဲ့အခါကျတော့ ဒီနေရာတွေကိုအာခတ်တော်အေကပြန်ပြီးတော့တိုက်ပွဲဖော်ဆောင်နေတာပေါ့နော်အဲ့တော့အဲ့နေရာတွေကလည်းအရန်ရေးကြီးတယ်ဒီတိုင်းချောင်းရွာပဲဖြစ်ဖြစ်တိုင်းချောင်းတောင်ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါကကြောက်ဖြူကိုဝင်ဖို့အတွက်ဆိုရင်အဓိကအချက်ကြာကြတဲ့နေရာဆိုပြီးတော့ဒါကျွန်တော်သိရတယ်လက်ရှိမှာတော့စစ်ကောင်စီကအဲ့တိုက်ပွဲဖြစ်တဲ့နေရာတွေနဲ့ဒါပတ်ဝန်းကျင်တွေကိုဒါလေချောင်းရေချောင်းလက်နက်ကြီးပြီးရင် drone ဒါမျိုးလက်နက်တွေအကုန်သုံးပြီးတော့ဒါတိုက်ပွဲဖော်ဆောင်နေတာဖြစ်တယ်ပြစ်ကူပေးနေတာဖြစ်တယ် အဲပြီးတော့ဒီလိုမျိုးဒါစစ်ကောင်စီရဲ့ဒါတိုက်ခိုက်မှုတွေကိုအာခတ်တတော် AA ကလည်းနီးပြူဟာကောင်းကောင်းနဲ့ပြန်ပြီးတော့တုံ့ပြန်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းလည်းဒါသိရတယ်ဗောနော်ဒီဟာနဲ့ပတ်သက်လို့ဒါဒေတာကန်တွေပြောပြတဲ့ဟာလည်းရှိတယ်ဗောနော်အဲအဲ့ဒါပါလဲဆိုတော့ဒီစစ်ကောင်စီဘက်ကအခုလိုမျိုးအင်အားအလုံးကြီးနဲ့ထိုးစစ်ဆင်လာပြီဆိုရင်တဲ့ ဒီစစ်ကြောင်းတစ်ခုကိုအနည်းဆုံး300လောက်တောင်မှပါရှိတာရှိတယ်။အဲဒီလိုမျိုးဖြစ်လာပြီးဒီလိုမျိုးထိုးလာပြီးဆိုတဲ့အခါကျရင်အာဂတ်တော်အေအေကစုတ်ခွာပေးလိုက်တာမျိုးအဲပြီးရင်ဆွဲခေါ်သွားတာမျိုးတွေရှိတယ်တဲ့။အဲစစ်ကောင်စီတပ်သားတွေကအဲ့ဒီနေရာတွေအေစုတ်ခွာသွားတဲ့နေရာတွေကိုဝင်လာပြီးဆိုတဲ့အခါကျမှအာဂတ်တော်အေအေကဒါပြစ်ကွင်းထဲကိုဝင်လာပြီးဆိုရင်ပြန်ပြီးတော့ ခုနလိုခြေမုံပြတ်တဲ့ဟာတွေထိုးစစ်ဆင်လိုက်တာတွေရှိတယ်ဆိုပြီးတော့ဒါဒေသခံတွေစီကနေလည်းသိရတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအဲစောစောကအေးထိန်းချုပ်ထားနိုင်ခဲ့တဲ့ဒီတိုင်းချောင်းကြီးရွာနဲ့တိုင်းချောင်းတောင်ကိုပြန်ရဖို့အတွက်အမှတ်32ရဲတပ်ရင်းအဲအဲ့ရနေပြီးရင်ဒါဒညောက်ဒီရေတပ်စခန်းကနေပြီးတော့လေချောင်းရေချောင်း drone တွေအသုံးပြုပြီးတော့ဒါစစ်ချောင်းနှစ်ချောင်းခွဲပြီးတော့ပြန်ပြီးတော့ထိန်းချုပ်ခဲ့တာဖြစ်တယ်။အဲကြောက်ဖြူမကြစီဖို့အတွက်ပေါ့နော်။ဒါသူတို့ဘာကြီးလုပ်လဲဆိုရင်ပြည်သူစစ်မှုတန်းပါစတဲ့အများပြားကိုစစ်ရင်အားဖြစ်တင်တာတွေရှိတယ်။အဲမြို့ပေါ်လုံရင်းကိုလည်း အခုအချိန်မှာအင်အားနှစ်ဆထပ်ပြီးတော့တိုးမြင့်ချထားတာရှိတယ်ဆိုပြီးတော့လည်းသိရတယ်အကြောက်ဖြူတ냐 register scan ကနေပြီးတော့ဒါစစ်ကောင်စီရဲ့ရေတက်သင်းမောတွေကလည်းအကြောက်ဖြူနဲ့ပြီးရင်တန်ဆင်းမြင့်တစ်လျှောက်မှာလည်းဒါတွာလာလှုပ်ရှားနေတာတွေရှိသလိုလေခုံမောင်ကြေးရွာနီနာမှာလည်းဒါဒီရေတက်ကသင်းမောတွေရောက်လာနေရတယ်လည်းရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်လက်တလုံးအချိန်နေရပေါ့နော်အာခတ်တတော် AA ကိုပဲစစ်ကောင်စီကအာယုံဆိုင်နေရတဲ့ပုံစံမျိုးကျွန်တော်တွေ့ရတယ်။အဲ့တော့အာခတ်တတော် AA အနေနဲ့ကလည်းလက်တော်အနေထားရပါတော့။သူပေါ်ဆောင်နေရတဲ့ တိုက်ပွဲတွေများတယ်စစ်မျက်နှာတွေများတယ်ပေါ့နော်စစ်တွေရှိမယ်ကြောက်ဖြူရှိမယ်အဲခုနလို AR အပကူမကွေအဲ့အဆက်တွေရှိမယ်ပေါ့နော်အဲပြီးရင်ဒါအာဆာမောင်းတော့ဘက်ချမ်းပေါ့နော်အာဆာနဲ့လှုပ်ဆောင်နေရတဲ့ဟာတွေရှိတယ်နဲဒီအကြမ်းဖက်တွေကိုလိုက်ပြီးတော့ရှင်းလင်းနေရတာတွေအင်အားသုံးပြီးတော့လှုပ်ဆောင်နေရတာတွေရှိတယ်ပြီးတော့ကြဒီ၅ခုဖမ်းတဲ့ပြဿနာတွေပေါ့နော် ဘင်္ဂလားဘက်ကနေပြောဝင်ဝင်လာတဲ့တရားဝင်၅ခုဖမ်းတဲ့ပြဿနာတွေလည်းသူလှုပ်ဆောင်နေရတယ်ရှင်းလင်းနေရတာရှိတယ်ပြီးတော့ဒီကာလတော်တွင်းမှာကိုပဲစစ်ကောင်စီကဒါလုံးဝတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့အာခတ်တက်တော့အေးထိမ့်ချုပ်ထားပါတယ်ဆိုတဲ့နေရာတွေကိုရတပ်ပြည်သူတွေကိုမှပဲရည်ရွယ်ပြီးတော့ဘုံလိုက်ကျင်းနေတဲ့ဟာတွေလည်းရှိတယ်ဒေတာရစ်ကိစ္စတွေလည်းသူလှုပ်ဆောင်နေရတာအများကြီးရှိပါတယ်အဲ့တော့ဒီအဖွဲ့ကြီးတစ်ခုတည်းအဖွဲ့ကြီးလို့ဘယ်လောက်ပဲဆိုဆိုပေါ့နော်သူလက်ရှိဖြစ်ရှင်းနေရတဲ့ဟာတွေရင်ဆိုင်နေရတဲ့ခက်ခဲတွေကအများကြီးရှိတယ် အဲ့တော့အဲ့အဖွဲ့ကြီးကဘလောက်တိုင်းတာတီဒီဥစ္စာတွေကိုဖြည့်ရှင်းနိုင်မလဲဘယ်ချိန်တိုင်းတာတီတောက်ခံနိုင်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့မသိအဆိုကျွန်တော်ကစစ်ကောင်စီကဟိုးရှိကာလတွေမှာကနေကအဲ့လိုမျိုးလုပ်ခဲ့ရတဲ့ပုံစံတွေရှိတယ်တချို့နေရာတွေမှာသူ့အတွက်စင်ရအလုံးရင်သုံးဖို့အတွက်သူခက်ခဲလာတဲ့ခါကျရင်တချို့နေရာတွေကိုသူကအပြစ်ရတဲ့ပုံစံမျိုးတွေလုပ်တယ်ပြီးတာနဲ့အဲခုနလိုဖိလို့ရမယ့်နေရာတွေကိုအင်အားအကုန်သုံးပြီးတော့ဖိလာရေလုပ်တယ် အခုဆိုရင်ရှမ်းမြောက်ဘက်မှာ तू ကပြည့်ရက်တာကြီးလှုပ်တယ်အဲလှုပ်ပြီးတာနဲ့အဲရှမ်းမြောက်မှာရှိတဲ့တချို့တက်တွေကို तू ပြန်ဆွဲထုတ်တယ်ဆိုပြီးတော့လေဒါကျွန်တော်သိရတယ်ပေါ့နော်အဲကကကြီးအရင်ဆိုတဲ့ပုံစံမျိုးနဲ့အင်အားပြန်စုဖွဲ့တယ်အနာပေးတာတွေလှုပ်တယ်ဒီအင်အားတွေကိုပြန်ပြီးတော့အသုံးချမှာဖြစ်တယ်ပေါ့နော်အဲ့တော့ तू ကအင်အားတွေဆွဲထုတ်လို့ရလေလေ तू ဖိရမယ့်နေရာကိုပို့ပြီးဖိနိုင်လေလေပဲပေါ့နော်အဲ့တော့ပြီးရင် तू ဖိနိုင်မှုအတွက်ကလေချောင်းလဲ तू မှာရေးတာရှိရဲ့ရေချောင်းလဲ तू မှာရေးတာရှိတယ်ပြီးတော့ဒီပါစရီဆိုလဲတောက်လျှောက်ရနေတာရှိတယ်ပြီးရင်လက်နက်ခဲရန် တောက်လျှောက်ထုတ်နိုင်နေတာရှိတယ်အဲ့တော့ကျွန်တော်ဒီဘက်ကသွလင်းတက်ဖွဲ့တွေကဘယ်လောက်ထိကျွန်တော်တို့အချိန်တောက်ခံနိုင်မလဲအဲအဲ့လိုမျိုးတောက်ခံဖို့အတွက်ဘယ်လောက်ထိကျွန်တော်တို့ခက်ခဲကြမလဲဆိုတဲ့ဟာရှိတယ်မလောင်ငါတာတွေဖြစ်လာနိုင်ခြင်းရှိတယ်အထိကိုက်တွေပိုးများလာတာရှိနိုင်တယ်ပေါ့နော်အဲ့တော့မြ мян ပွဲပြတ်နိုင်ဖို့အတွက်မြ мян စစ်ကောင်စီကိုမြစ်ဖြတ်နိုင်ဖို့အတွက်ကဒီတပ်ဖွဲ့ကြီးတစ်ခုတည်းအနေနဲ့ဒီလိုမျိုးတောင်းခံနေလို့လည်းမလွယ်ဘူးပေါ့နော်အခြားနေရာမှာရှိတဲ့တပ်ဖွဲ့တွေအကုန်လုံးက ဒါခုနလိုပေါ့နော်နေရာစုံကနေစစ်ကောင်စီကိုထိုးနှံတိုက်ခိုက်နိုင်ဖို့အတွက်ကအရန်ရေးကြည့်လာတယ်တပွဲတယ်တဲ့ပုံစံမျိုးနဲ့အဲဒီစစ်ကောင်စီကိုတိုက်ဖို့အတွက်ဆိုရင်စစ်ကောင်စီကတနိုင်ငံလုံးကအင်အားကိုသုံးပြီးတော့အဲ့နေရာကိုဖိမှာအဲ့လိုမျိုးဖိဖို့အတွက်ကိုသူကတခြားနေရာတွေမှာရအောင်အခုလုံနေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့တခြားနေရာတွေမှာရှိတဲ့အဖွဲ့တွေကစစ်ကောင်စီအတွက်ခေါင်းထဲမှာထည့်သွင်းစဉ်းစားရမယ့်တိုက်ပွဲမျိုးတွေကိုဖော်ဆောင်နိုင်မယ်ဆိုရင်တော့ တခြားအဖွဲ့တွေကိုလည်းဒါဖိအားတွေရော့ကြစီမှာဖြစ်တယ်အဲ့လိုမျိုးရော့ကြတာနဲ့များအောင်မြင်မှုတွေဇက်တက်ရဖို့အတွက်အခွင့်အရေးတွေအခြေအနေတွေဖန်တီးနိုင်မှာဖြစ်တယ်ဗောနော်အဲ့တော့အဲ့ဒီအပိုင်းတွေမှာကျွန်တော်တို့စဉ်းစားကြဖို့လိုပြီးစဉ်းစားတဲ့အခါမှာလည်းကျွန်တော်တို့ကဒီတိုင်းထိုင်ပြီးတော့စဉ်းစားတာမျိုးမဟုတ်ဘဲနဲ့တညီတညွတ်ထဲနဲ့ဘယ်ချိန်မှာပါလုံမယ်ဘယ်ချိန်မှာထပြီးတော့ဘာချမယ်ဆိုတော့ဒီရှေ့ကလုံဆောင်ခဲ့ကြတဲ့ဒါ1027စစ်စင်ရေးလိုမျိုးပေါ့နော်အချိန်ကိုက်ပုံစံမျိုးနဲ့နေရာစုံကနေပြီးတော့တိုက်ပွဲတွေဖော်ဆောင်တဲ့ခါကျတော့စစ်ကောင်စီဘလို့ဖြစ်သွားတယ် လုံးဝဗျာတစ်နှစ်တစ်နှစ်ကြားလိုက်ရတဲ့မျိုးတွေဆိုးအောက်တဲ့သတင်းတွေကမနေ့မနေ့အဲ့လိုမျိုးအနေထားတိကိုစစ်ကောင်စီကရင်းရင်သွားခဲ့တာရှိတယ်ဗောနော်အဲ့တော့အဲ့အခြေအနေမျိုးရောက်ဖို့အတွက်ကိုဂျားနေရာမှာရှိတဲ့တပ်ဖွဲ့တွေအနေနဲ့စူးစီးတာတွေပေါင်းစည်းတာတွေတပြိုင်နက်တည်းတိုက်ပွဲပေါ်ဆောင်တာတွေအခုချိန်မှာအရန်ကိုလိုအပ်နေပြီဆိုတဲ့အကြောင်းဒီနေရာနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်